်ဧပြီလ29ရက်နေ့ထိဒိုင်းယာကစားသမားတွေရဲ့နောက်ဆုံးရအခြေအနေများအာဆင်နယ်အသင်းမှာဒီနေ့ညချန်ပီယံလိစီးဖိုင်နယ်ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အဝါကက်ကြောင့်ရော ကြက်ခိုင်မှုကြောင့်ရောအင်ဂျူရီကြောင့်ရောလွဲချော်မဲ့ကစားသမားကြီးရဲ့ဒါဒီအားလုံးကိုဒီနေ့ဧပြီလ29ရက်နေ့ထိနောက်ဆုံးရသတင်းတွေဖြစ်ကျွန်တော်စူးစီးပြီးတော့လုတ်ပေးတော့မှာပါပထမဆုံးတစ်ယောက်ကတော့တောမက်ပါတီတောမက်ပါတီကဒီရသည်မှာအာဆင်နယ်တင်းထွက်ကစားရင်းနဲ့အဝါကပ်ခုနှစ်ကပ်ထိထားတယ်အဲ့ဒီခုနှစ်ကပ်မှာသုံးကပ်ကချန်ပီယံလိမှာထိထားတာအဲ့ဒီသုံးကပ်ထိထားတဲ့အဝါကပ်ပြစ်ဒဏ်ကြောင့်လာမယ့် CE5 နဲ့ပထမအကြော့ပွဲစဉ်မှာပါတီကျွန်တော်အသုံးပြုလို့မရဘူးဒါကြောင့်ဒဏ်ရာကြောင့်မဟုတ်ဘူး အဝါကက်ကြောင့်ဖြစ်တာပေါ့လေအဲ့တော့32ရဲ့ခန္ဓာသားကိုတော့ဒုတိယကြော့ပြင်သစ်ပြင်မှာသွားကန်မဲ့ချန်ပီယံလိစီးဖိုင်နယ်မှာတော့ကျွန်တော်အသုံးပြုလို့ရသွားမယ်ဒီစားမကတော့ဒန်ယာရီတောက်လျှောက်ရခဲ့ပြီဒီယာဒီမှာ6ရက်ပဲဒန်အကြောင်းနားခဲ့ရတယ်တကယ်ကို strong ဖြစ်ဆုံးယာဒီပြောလို့ရတယ်အာဆီနိုသူရောက်လာပြီးတဲ့ကပွဲတွေအများဆုံးဆော့ရတဲ့ယာဒီဒန်ယာဖြစ်မှုအနည်းဆုံးယာဒီလို့ပြောလို့ရတယ်ကဲနောက်ထပ်တစ်ယောက်အဲ့ဒါကတော့ ဘာဝိုက်နဲ့မိခင်မိန်ကိုတွဲပြီးဖော်ပြပြလိုက်တော့မယ်။အဲ့ဒီနှစ်ယောက်စလုံးသည်အစ်စ်တောင်းအသင်းရဲ့ပွဲစဉ်မှာစောဝင်ရခဲ့တယ်။ဒါပေမဲ့ခရစ်စတယ်ပေးလီအသင်းရဲ့ပွဲစဉ်မှာနှစ်ယောက်စလုံးအသင်းရဲ့လူစင်းတွေကိုပါမလာခဲ့ဘူး။အရန်ကူမာတော့မရှိခဲ့ဘူး။အဲ့ဆိုတော့ဘန်ဝိုက်ကတော့အစ်စ်တောင်းအသင်းရဲ့ပွဲစဉ်မှာပွဲချိန်ပြေကစားခဲ့တယ်။အခုလည်း fully training လုပ်နိုင်ပြီးတော့လာမယ့် semi final ပွဲစဉ်မှာဒီကစားမှာပါနိုင်မယ်ဆိုပြီးတော့ idea လည်းအတည်ပြုထားတယ်။ပါနိုင်မယ်ဆိုတာကအသင်းရဲ့လူစင်းတွေမှာပါလာမှာ။ပွဲထွက်တော့ သူအတီမပြူထားဘူးပေါ့လေ28နှစ်အင်္ဂလန်သားတော့ဒီရသည်မှာအာဆင်နယ်တင်းအတွက်ပွဲပေါင်း20ကစားထားတယ်73ပွဲရပွဲထပ်ထားပြီးတလုံးဖန်တီးပေးထားတယ်အစ်စ်တောင်းတင်းနဲ့ပွဲစဉ်မှာပွဲချင်းပြေကစားခဲ့ပေမဲ့ကြန့်ခိုင်မှုအနေထားအရခရစ်စတယ်ပေးလီအတင်းနဲ့ပွဲစဉ်မှာတော့ပါမလာခဲ့ဘူးနောက်တစ်ယောက်ကတော့ မီခင်းမိန်တို့အသက်28နှစ်ရွယ်စပိန်သားအာဆင်နယ်တင်းရဲ့ဒေါန်တောင်ပီတိုက်စစ်ပိုင်းကိုပံ့ပိုးတဲ့ကစားသမားဖြစ်လက်ရှိချိန်မှာနာမည်ရနေတယ်။အဲ့အတွက်လည်းအစ်စ်တောင်အသင်းနဲ့ပွဲစဉ်မှာ58မိနစ်အထိအိုက်တာကသုံးခဲ့ပြီးတော့ခရစ်စတယ်ပဲလီအသင်းနဲ့ပွဲစဉ်မှာတော့လုံးဝအသုံးပြုပဲထားခဲ့တယ်။ကြံ့ခိုင်မှုကြောင့်လားဒါမှမဟုတ်ကစားသမားအနာပေးရတာတော့မသိဘူး။အသင်းရဲ့လူစင်းတို့ခေါ်မလာခဲ့ရပါဘူးလေ။ဒီကစားသမားဒီရသည့်အာဆင်နယ်တင်းအတွက်39မှ25ပွဲပွဲထွက်ကစားထားတယ်။၈ဂိုးသမီးတော့၅လုံးဖိန်ထားတယ်။တကယ်ကိုမှအသင်းရဲ့တိုက်စစ်ပိုင်းအတွက်အားကိုးရတဲ့ကစားသမားကို ဒီညအိုက်တာအသုံးပြုလာမယ်ဆိုလို့ရှိရင်တော့အစ်ဆွေတောင်းတင်းနဲ့ပွဲစဉ်မှာစမ်းခဲ့တဲ့အတိုင်းပဲမီခေမိန်နိုဒီကလန်ရိုက်မာတင်အိုရီဂက်ဆိုတဲ့ကွင်းလေထရိုင်ဂယ်ကိုပဲသုံးလာမယ်ကြောင့်ထင်တယ်အထောင်တော့ထွက်ဆက်သုံးသွားမလားမသိဘူးဒါအာဆင်နယ်တင်းရဲ့လက်ရှိချိန်မှာဖြစ်နိုင်ခြေအရှိဆုံးအတောင်တင်းဆုံးပွဲထွက်စင်းပါလေကဲအဲဆိုကြောင့်ဒန်ရကစားသမားအနေထားနဲ့ပြောမှဆိုရင်တော့ရီကာလိုကာလာဖီယိုရီ ဒီရသည်မှာအာဆင်နယ်အသင်းအတွက်ဒဏ်ရာကြောင့်မကစားပေးနိုင်တာစုပေါင်း108ရက်အထိရှိသွားခဲ့ပြီဒီသားမှနောက်ဆုံးမက်စလာ21ရက်နေ့နိုင်ငံအသင်းအတွက်ကစားရေးနဲ့ဒဏ်ရာခဲ့တာဒါအီတလီဂျာမနီပွဲစဉ်မှာပေါ့လေအဲ့အဲ့ပွဲစဉ်မှာရခဲ့တဲ့ဒဏ်ရာကြောင့်ဒီဒူးရန်ကြောင့်လက်ရှိချိန်ဒီမကစားနိုင်သေးဘူးအချို့အချိန်တွေမှာအသင်းနဲ့ trainee ချို့ပြန်လုံနိုင်နေဆိုပေမဲ့ကြံ့ခိုင်မှုအနေထားရဒီညစင်းဖိုင်နယ်ပွဲစဉ်ကိုဒီသားမှလွဲချော်မယ်ဆိုပြီးတော့ဖေဗီဆူရိုမာနိုကိုယ်တိုင်ကလည်းအတည်ပြုထားတယ်ဒီကြောင့် IDA လည်းပွဲချို့ PU မှာပြောထားတယ် โอเคအဲ့တော့22နှစ်ရဲ့အီတလီသားတော့အာဆီနယ်နဲ့2029ခုနှစ်ထိတက်တန်းရှိတယ်ဆိုပေမဲ့သူကမကြာခဏအဲ့ဒူးဒန်ယာပြန်ပေါ်လာနေခဲ့တာဒူးဒန်ယာနဲ့ပတ်သက်ပြီးဒီယာတီမှာစုပေါင်းဒန်ယာ9ချိန်ရတဲ့အချိန်မှာဒူးက3ချိန်ဒန်ယာရထားတယ်ခြေဆုံးဒန်ယာ2ချိန်ရဲ့ကြွက်သားဒန်ယာ2ချိန်ရဲ့အဲ့တော့ကြံခဲ့တဲ့ယာတီတွေကြည့်မယ်ဆိုရင်မနစ်က4ရက်ပဲနားထားရတယ်ရှစ်တနစ်က53ရက်ဟိုးရှစ်တနစ်က83ရက်အဲ့ဒီ record တွေကြည့်ပြီးအာဆီနယ်ကခေါ်လိုက်တာဒါပေမဲ့ ကျွန်တော်တို့ဒီကစားမောက်ကိုအခြားသင်းကြီးနဲ့ရှင်လုပ်ပြီးခေါ်လိုက်တဲ့အတွက်ဒီရသည်မှာအသင်းအတွက်အကျိုးပြုတဲ့အခိုက်အတန့်လည်းရှိပါတယ်ဒါပေမဲ့သူ့ရဲ့ကစားသမားဘွားတစ်လျှောက်အများဆုံးဒဏ်ရာရခဲ့တဲ့2ချိန်မှာတစ်ချိန်ကိုပြန်လိုက်မိဖို့ရှိလာပြီအဲ့ဒါက2020 2021တုန်းက118ရက်နားခဲ့ရတဲ့ အင်ဂျူရီရီကော့နဲ့ဆယ်ရက်လောက်ပဲလိုတော့တဲ့အနေထားပြီးတော့သူ့ရဲ့ကစားသမားဘဝမှာသူ့ရဲ့လူငယ်ကစားသမားဘဝမှာတော့2018 2019ကာလာတော့က261ရက်နားထားတဲ့ရာသီတစ်ခုရှိတယ်အဲ့ဒါအဆိုးဝါးဆုံးပဲအခု108ရက်နားထားတယ်ဆိုပေမဲ့ဒီကစားသမားရဲ့နောက်ဆုံးတချို့ report တွေအရဆိုရင်တော့မေလာအစောပိုင်းမှာဒီကစားသမားဒီအသင်းတွက်ပြန်ပါလာနိုင်မယ်ဆိုတဲ့သတင်းကြားရတာဖြစ်တဲ့အတွက်လာမယ့် Premier League ပွဲစဉ်တွေမှာတော့ Arsenal အသင်းရဲ့ full back တနေရာမှာတော့သူ့ကိုပြန်ပြီးမြင်တွေ့လာဖို့ရှိရပါလိမ့်ဒါပေမဲ့အသင်းတွက်အရန်အရေးကြီးတဲ့ player လားဆိုတော့ first line တတော်မဟုတ်ဘူးသို့တော့ super line တော့အတင်းအတွက်ဆိုရင် option တစ်ခုအနေနဲ့နောက်ပိုင်းအတင်းရဲ့ goal လိုအပ်တဲ့အခါမှာတိုက်စစ်ပိုင်းအတွက်တင်ပြီးဆော့တဲ့အခါမျိုးမှာလူစားဝတ်မီဆော့လို့ရတဲ့အီတလီသားပေါ့လေ။ဘာပဲဒီကစားမောက်တော့ကျွန်တော်ဒီနေ့ညစင်းဖိုင်နေပွဲစဉ်မှာတော့အသုံးပြုလို့ရမှာမဟုတ်ဘူး။အာရီတာပြောတဲ့အတိုင်းပဲကြန့်ခိုင်မှုကြောင့်သူကဒီနေ့ညပွဲစဉ်ကိုလွှဲချော်ပါမယ်။နောက်ထပ်တစ်ယောက်ကတော့ဂျော်ဂျီညိုဂျော်ဂျီညိုကတော့ဒီနေ့ညပွဲစဉ်ကိုလွှဲချော်မှာပါ။သူကကြံခဲ့တဲ့ဒီ ဘရန်ဖို့အသင်းရဲ့ပွဲစဉ်မှာနိုင်ရိုးဒဏ်ရာရခဲ့တဲ့အဲ့ဒီနိုင်ရိုးဒဏ်ရာလက်ရှိချိန်ဒီကုနေစေဖြစ်ပြီးတော့ကာလာဖျူရီလိုပဲမေလာအစောပိုင်းပထမပတ်လောက်မှာပဲပြန်လာနိုင်မယ်လို့ကြားသိရတယ်။လောလောဆယ်အဲ့ဒဏ်ရာနေတဲ့အတွင်းမှာပဲသူကအလုံးရှုံတယ်။အဲ့ဒါကဒီမေလာအတွင်းမှာပဲဖလာမင်ဂိုအသင်းရဲ့အရေးကြီးပွဲစဉ်တချို့သွားပြီးပူးပေါင်းနိုင်ဖို့အတွက်လုပ်နေတယ်။ဘာလို့ဆိုဂျွန်လာဆိုသူကစာယူတက်တန်းကုံဆုံးပြီးအသင်းနဲ့နှစ်ဦးသဘောတူတလားလောက်ဆိုပြီးစာယူတက်တန်းဖြတ်သိမ်းဖို့လုပ်နေတယ်။အဲ့ဒီအတွက်အသင်းမှာလည်းသူကအရန်ရေးပါတဲ့ပလေယာမဟုတ်တာဖြစ်တဲ့အတွက်ဒဏ်ရာနေပြင်နာတီဖြစ်စေမလာတီဖြစ်စေဖလာမင်ဂိုကိုသွားဖို့အတွက်လုံး ံးဝအလုံးရှုံနေခဲ့ပါတယ်33နှစ်ရဲ့အီတလီသားကတော့ဒီရာသီ26ပွဲမှာ16ပွဲပွဲထွက်ကစားထားတယ်တကိုးသွင်းထားပါတယ်2023ဆောင်းစုကကခေါ်ခဲ့ရတဲ့ဂျိုဂျီညိုကတော့လက်ရှိချိန်ထိဆိုရင်သူ့အတွက်ကျွန်တော်ပေးခဲ့တဲ့ပြောင်းချိန်ချေ EU 73.6တန်းကခြေပြီးပြောလို့ရတယ်သူ့ထွက်သွားရင်တခုကောင်းတာကတော့သူ့အတွက်ကျွန်တော်ပေးရတဲ့တပတ်လောက်ကပေါင်3000ဆိုတဲ့ပမာဏကို short ချပြီးတာဖြစ်သွားမယ်ပေါ့လေ ပြောမှသာပြောတာဂျော်ဂျီညိုကအသင်းအတွက်အရန်ရေးကြီးတဲ့ player မဟုတ်ပေမဲ့ဝလဲကန်ပိုင်းမှာတော့အသင်းရဲ့စီယုံမှုတော်တော်လေးအားကိုးရတယ်ပြီးတော့နီးပြလိုင်စင်အတွက်လည်းအာရီတာစီမှာသူတင်မှုတချို့လုံနေပြီးတော့သူ့ရဲ့ကစားသမားဘွားတစ်ယောက်မှာ strong ဖြစ်ဆိုတာ injury record ပဲ၄ရက်၈ရက်၈ရက်၈၃ရက်စီမှာအဲ့လိုပဲနားခဲ့ရတယ်၁၀ရက်တောင်မပြည့်ဘူးဒီယာတီမမတ်သူရက်၃၀နားရတဲ့ record ဖြစ်သွားပါဘောလေအဲ့တော့ ဂျော်ဂျီညိုအတင်းတင်းနဲ့ပူပေါင်းတာကိုမေလာတွင်းမှာမြင်ရနိုင်ရရှိပါတယ်နောက်ထပ်တစ်ယောက်ကတော့ခိုင်ယံဘက်ခိုင်ယံဘက်ကတော့တော်တော်များကြားထားတဲ့အတိုင်းပဲဒီယာတီကုံပွဲစဉ်တချို့အမိပြန်လာမယ်ကြားသိရတယ်ဒါပေမဲ့ပရီးမီယာလိပွဲစဉ်လည်းမေလာအတွင်းမှာပြီးသွားမှာမေလာ25ဆိုကျွန်တော်တို့စောက်တန်တန်တင်းနဲ့ပွဲစဉ်ပြင်ပြီးပြီပွဲရည်ကမရှိတော့ဘူးဒါပေမဲ့အာဆင်နယ်တင်းရဲ့ဂျားထဲမှာစီးဖိုင်နဲ့နှစ်ကြော်လုံးကို PSG ကိုအနိုင်ကန်နိုင်ခဲ့မယ်ဆိုရင် ပြကြော်စလုံးမှာတကြောတော့ကောင်းကောင်းကိုပြက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဘောလူဝဲတက်မယ်အဲ့အတွက်ဂျွန်လာတရက်နေ့မှာကံမဲ့ပွဲစဉ်ကိုခိုင်ဘက်အမိပြန်ပါလာနိုင်ဖို့ရှိရယ်ဒါပေမဲ့ ီကစားမပြန်လာတဲ့ရေချာခိုင်တွေကလည်းအရန်နေပါတယ်ဘာလို့ဒီတလာတွင်းမှာသူ့ကိုချက်ချင်းပြန်သုံးမမလားဆိုတဲ့အချက်ပေါ့လေအဲ့တော့ဒီကစားမပြန်လာနိုင်သည်ဖြစ်စီမလာနိုင်သည်ဖြစ်စီအတင်းရတော့ရှိရလူစင်းနဲ့အကောင်းဆုံးလောက်ရမယ်25နှစ်ရဲ့ဂျာမနီသားတော့အတင်းအတွက်ဒီရာသီမှာ33ဝန်းမှာပွဲ30ထိပွဲထွက်ကစားထားတယ်ဆိုပေမဲ့15ခုသွင်းပြီးတော့လေးလုံးဖိုင်ထားတယ်အတင်းရဲ့ထိတ်တန်းဂိုးသူရှင်စင်းမှာလက်ရှိချိန်ထိရှိနေစေဖြစ်ပါတယ် နောက်ထပ် player တွေကတော့ဒါယာတီကုံထိနားမယ် player တွေပေါ့လေပထမတစ်ယောက်ကတော့ Gabriel Magahe ယာတီရိုင်းယာတီတိုင်းမှာအသင်းအတွက်ပွဲတွေအများကြီးကစားခဲ့တဲ့ဒီဘရာဇီးသားတော့တရားဒီမှာတကောကျော်တန်ကြောင့်အာဆင်နယ်ကိုဆုတ်ရှုံးထားရတယ်ဒီကစားသမားကိုကျွန်တော်တို့ဒီဒါတကောကျော်တန်ရခွဲစိတ်ပြီးရဲ့နောက်ပိုင်းမှာတော့သူ့ကို ယာတီကုံတိဆုံရှုံပြီးတော့ယာတီကျုပ်ပွဲစဉ်တချို့မှာပဲပြန်ပြီးပူပေါင်းနိုင်မယ်ကြားသိရတယ်။တကောကျော်တန်ရခွဲစိတ်ပြီးဆိုအနည်းဆုံးကျွန်တော်3လောက်တော့ကစားမအောင်ဆုံရှုံရလေးရှိတယ်။အဲ့ဒီအတွက်သူ့ကိုကျွန်တော်9လပိုင်း10လပိုင်းလောက်မှပဲအသေးနဲ့ပြန်ပြီးပူပေါင်းနိုင်အောင်မြင်ရဖို့ရှိတယ်။လက်ရှိချိန်မှာဒီကစားမနဲ့ပတ်သက်ပြီးအာဆီယံတင်တာဝန်ရှိတွေကတက်တန်းတိုးဝို့ကိုလှုပ်ဆောင်နေတယ်။အခုတော်တော်လေးကြောင်ပြီပါပါ။ဝန်နရီတို့ လူးဝစ်စကယ်လီတို့ဘူကောဆာကာတို့စာချုပ်ကိစ္စတွေတော်များပြီးသွားပြီကြားတယ်။အဲဒါဆိုဆာလီဘာနဲ့ဂေဗီယယ်မကာရီထရော့ဆက်ကိစ္စတွေတော့အတင်းရထပ်ပြီးတော့စာချုပ်ကိစ္စလုံးပန်းနေလို့ကြားသိရတယ်။နောက်ထပ်ပလေယာနှစ်ယောက်ကတော့ဒါယာတီကုံထီရင်မကဘူး။ဒါမဲ့ယာတီတစ်မှာပါယာတီတဝက်လောက်ထိကျွန်တော်ဆုံးရှုံးရနိုင်ရင်ရှိတယ်။တယောက်ကတက်ကီဟီယိုတိုမီယာစုနောက်တစ်ယောက်ကတော့ဂါဗရီယယ်ဂျေစုတုံမြတ်စုကြောင့်စပြီးပြောမယ်ဆိုရင်တော့ပထမသူကဒူးတန်ရာထိထားတာ အဲ့ဒူးတန်ရကိုပြန်ကောင်းလို့ပြန်ကောင်းလို့ねအတင်းရစောင့်နေဆရာသမားတွေဒီတိုင်းပဲဒါပေမဲ့တဖြည်းဖြည်းနဲ့မကောင်းလာတဲ့နောက်ပိုင်းမှာတော့ဒီဒူးတန်ရကိုကျွန်တော်တို့ဒီပြန်ပြီးခွဲစိတ်မှုလုပ်ခဲ့တယ်သူနောက်ဆုံးကစားခဲ့တာကအောက်တိုဘာလ9ရက်နေ့ကစောက်တန်းအတင်းနဲ့ပွဲစဉ်မှာ84မိနစ်မှာလူစားလဲပြီးဝင်ကစားခဲ့တယ်အဲ့နောက်ပိုင်းမှာအဲ့ဒန်ရမတက်တာပဲပြန်ဖြစ်တဲ့အတွက်ဖေဖော်ဝါရီ16ရက်နေ့မှာတော့ဒူးတန်ရကိုပြန်ပြီးခွဲစိတ်လိုက်တယ်ဗောလေအဲ့ဒန်ရကိုခွဲစိတ်လိုက်တာဖြစ်တဲ့အတွက်ဒီကစားမတော့2025ဒီဇင်ဘာလကုန်အထိအဲ့ဒန်ရပြန်ပြီးအသားကြောင်ပြန်လေထူထောင်ကြီးလုပ်ဖို့အတွက်အတင်းရကြာနေတယ်ဆို ီးတော့ခံမှန်းထားပါတယ်26နှစ်ရဲ့ဂျပန်သားတော့2026နှစ်မှာစကြုတတန်ကုန်ဆုံးမှာဖြစ်တဲ့အတွက်2025ဒီဇင်ဘာဒံရားနေ့ပြင်ပြီးကောင်းလာမယ်ဆိုတော့မှစောင်းစည်းကွက်မှာစကြုတတန်6လပဲကျန်တော့တာဖြစ်တဲ့အတွက်ကြိုက်တဲ့အသင်းရဲ့တရားဝင်ဆွေးနွေးခွင့်ပြုခွင့်သွားတော့မှာပါအသင်းရဲ့ဒီစားမကိုတန်ကြီးတည့်ရက်နဲ့နှွေမှာရောင်းရောင်းမရောင်းရင်စောင်းစည်းကွက်မှာတန်ကြီးတည့်ရက်နဲ့ရောင်းမရောင်းခဲ့ရင်တော့2026နှစ်မှာအလွတ်နဲ့လက်လွတ်ရဖို့ရှိပါတယ်ကဲနောက်ဆုံးတစ်ယောက်ကတော့ Gabriel Jesus United ကိုကျွန်တော်တို့တည်ကြခဲ့တဲ့ပွဲစဉ်အဖေကကနေရှုံးပြီးထွက်ခဲ့တဲ့ပွဲစဉ်မှာ အနစ်နာဆုံးကတော့ဂါဗရီယယ်ဂျေဆုအေစီယန်ဒဏ်ထီသွားခဲ့တာအမှန်တော့ဒီကစားသမားတွေခြေပြန်တက်နေတဲ့အချိန်မှာထီသွားခဲ့ရပါလေအဲ့ဒဏ်ရာကြောင့်ပဲလာမယ့်ဘောလုံးရာသီတစ်ဝက်2025ဒီဇင်ဘာလအထိဒီစားမောက်ကျုံဆုံးရှုံးလိုက်ပြီမနေ့ကကျွန်တော်ဂျူရီယန်တင်မာကိုရာသီစားရာသီအဆုံးထိဆုံးရှုံးလိုက်ရတာအေဘာရန်နဲ့ပွဲစဉ်ကြတော့မှဂျူရီယန်တင်မာကပရီးမီးယားလိပွဲစဉ်38ကြတော့မှပဲလူစားလဲပြီးနည်းနည်းဆော့ခွင့်ရခဲ့တာအဲ့တော့လက်ရှိအချိန်မှာလည်းဒီနှစ်အစနေစပြီးဒဏ်ရာရခဲ့တဲ့ကစားသမားအနည်းဆုံး6လနားရမယ်ဆိုတဲ့ report ရဒီဇင်ဘာလလောက်မှပဲ ပြန်လာနိုင်မယ်ကြားသိရတယ်အဲ့တော့ဒီ28ရက်ဘရာဇီးသားကိုတော့အတင်းရရောင်းဖို့စီစဉ်ပေမဲ့လည်းလက်ရှိသူ့ရဲ့အနေထားကြောင့် ASEAN တရားထိကစားမောင်းဝယ်လက်တည်းကတော်တော်လေးရှားနေအလကားဟိဆိုမှပဲစေးကုပဲပြီးခေါ်မဲ့အသင်းတွေရှိရပေါ့လေအဲ့တော့ဒီကစားမားတော့အာဆင်နယ်ကိုရောက်လာပြီးတဲ့နောက်ပိုင်းက2020 23လုံးကရပ်ပေါင်းတရာဒဏ်ရောက်နားရတယ်2023-2024ဘောလုံးရာသီမှာ89ရက်နားထားပြီးတော့ဒီရာသီမှာ216ရက်ထိနားထားရပါတယ်ဒါကသူဒဏ်ရာရမဲ့ ဒီဇင်ဘာလထက်တွက်ထားတဲ့ကာလပေါ့လေအဲ့တော့ဒီကစားသမားတွေကတော့ယာတီကုံထီရဲ့လာမယ့်ယာတီတဝက်လောက်ထိပါကြိုပြီးတော့အကျွေးယူပြီးနားတဲ့သဘောမျိုးတော့ဖြစ်သွားတယ်အဲ့တော့အသင်းမှာတိုမီယာစုနဲ့ကာပြည့်ဂျေဆုကလွှဲကျန်တဲ့ပလေယာတွေကတော့လာမယ့်ယာတီတဲ့အတွက်ຫນွေစည်းကွက်မှာအကောင်းဆုံးပြန်လဲတက်တာလာဖို့တော့ရှိနေပါတယ်အဲ့တော့လာမယ့်မေလာဇန်းမှာစပြီးတက်တာလာပြီးတော့ပြန်ပါလိုက်မယ့်ပလေယာတွေမှာဆိုရင်ဂျော်ဂျီညိုရှိမယ်ကာလာပီိုရီရှိမယ်လို့တော့ကြားသိထားပါတယ် ဒီ season လေးကိုဒီကောင်းကြီးပေါင်းပြီးတဲ့ show ball လုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တညာကို6916635တညာဆက်သွယ်လို့ရလို့နောက်ထပ် Viber ဖုန်းနံပါတ်တစ်လုံးဖြစ်တဲ့တညာကို6935963တလုံး2ခုကိုလည်းဆက်သွယ်ပြီးတော့ Viber ခွေချကို spot နဲ့5တလုံးမိတူကိုကစားလို့ရနေပါခင်ဗျာဒီနေ့ညမြန်မာစံတော်ချိန်တနာယူခွဲမှာ အာဆင်နယ်အသင်းနဲ့ PSG အသင်းတို့ရဲ့ချန်ပီယံလိဆီးဖိုင်နယ်ပွဲစဉ်ကိုပြသမဲ့ပိတ်ကိုလည်းဒီနားမှာတင်ပေးထားပါဗျ။ဖေးဦးမှာလိုက်ရှာကြည့်ပါ။ဒီပိတ်ကိုအဲ့လိုရိုက်ရှာလို့မတွေ့ဘူးဆိုရင်လက်စစ်ဖော်ပိတ်မှာ share ပေးထားပါဗျခင်ဗျာ။